အင်အားပြည့်စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်အနေနဲ့အရေးအကပြည်သူတွေဟာငလင်တန်တဲ့ဒေသတွေစီသွားရောက်ကူညီခဲ့ကြပါတယ်။ဒီလိုငလင်တန်တဲ့ဒေသတွေကိုသွားရောက်ကူညီသူတွေအဆင်ပြေပြေကူညီနိုင်အောင်ထပ်ဆင့်ကူညီပေးနေသူတွေလည်းရှိကြပါတယ်။ဒီအကြောင်းကိုတော့မြတ်သက်စင်ကပြောပြပေးမှာပါ။အင်အားပြည့်စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးပြီးချင်းအနေနဲ့ရရက်ကပြည်သူတွေနဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ငလင်တန်သင့်ဒေတာရီစီတွားရောက်ပြီးကုညီကယ်ဆယ်ရေးတွေလုပ်ခဲ့ကြပါတယ်။ပြည်ရင်းတည်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုကတော့ငလင်ပေးသင့်ပြည်သူတွေကိုလှူဒန်းမဲ့ပစ္စည်းတွေကိုငလင်တန်သင့်ဒေတာရီစီအခမဲ့ပို့ဆောင်တာတွေလုပ်ပေးနေပါတယ်။ပုံမှန်ကျွန်တော်၂ရက်တစ်စီ၃ရက်တစ်စီတွားမယ်ဆိုပြီးတော့ကျွန်တော် posting လိုက်ပါတာ။ဒါပေမဲ့ကျွန်တော်ရှိရဖို့လည်းရှိတော့တရက်တစ်စီလောက်တော့ပုံမှန်လေးကျွန်တော်တို့ပို့ပေးနိုင်အောင်စူးစမ်းနေပါတယ်ခင်ဗျ။ရှိရအခုညနေတောင်းတာတွေရောများပါတယ်။ဒါပေမဲ့သူတို့က အဲကောင်းဆင်းလုံးငှားကျင်တာမျိုးတွေရှိတယ်ဗျာအဲဒီကြရင်တော့ကျွန်တော်တို့ကအာကျွန်တော်ရေးခဲ့တင်ထားပါတယ်အာပုံမှန်ဆေးဗီတစည်းဆိုရင်ဆေးဗီကားတစည်းဆိုရင်တထံပဲနိုင်တယ်ဗျာအဲတော့ဆေးဗီကားဆယ်ကြီးတက်တယ်ဆိုရင်ဒီကားရအလုံးဆယ်တန်ပဲတည်ပါလို့ရမှာကျွန်တော်ဆန်နဘင်းကားတစည်းတက်တယ်ဆိုရင်၁၆တန်ကြီးတင်လို့ရတယ်ဆိုရင်ကျွန်တော်တို့ effective ကိုဖြစ်တယ်အဲတော့ကျွန်တော်ကားတင်ငှားမယ်လို့ပြောငှားနေကျွန်တော်ရှိနာဖို့ကျွန်တော်အလကားတည်ပေးမယ်ဆိုတော့ program လေးကိုစလုပ်ခဲ့ရပါဗျာအဓိကတော့ wish မဖြစ်စေချင်တာတစ်ခုရယ်နောက်ပြီးတော့အချိန်ကိုလူပြန်များ ဖြစ်စေချင်တာတစ်ခုရဲ့အကြောင်းပေါ့နော်။ဒါလေးကျွန်တော်ဟိုလုပ်ပြီးပြတာပါ။ငလီကြောင့်ထိခိုက်အများဆုံးဖြစ်ခဲ့တဲ့သခိုင်းနဲ့မန္တလေးမြို့တွေကိုလာရောက်ကူညီကြမဲ့အလှရှင်ကယ်ဆယ်ရေးနဲ့စေတနာဝန်ထမ်းတွေ အတွက်နေထိုင်အနားယူဖို့ယာယီနန်းနေစခန်းပြုလုပ်ပြီးကူညီပေးတာမျိုးလည်းရှိပါတယ်။မန္တလေးအမရပူရကံတော်ကြီးပလန်ပေးမှရှိတဲ့ဇီဝိတဒါနတန်ခဆေးရုံဝင်းထဲမှာ Rescue for Rescuers Alpha အဖွဲ့သားတွေက စကိုင်းနဲ့မန္တလေးဘက်ကိုကူညီလှူဒန်းသွားမယ့်အဖွဲ့တွေအတွက်ယာယီနေစရာအခက်ခဲတွေကိုကူညီဖြည့်ရှင်းပေးနေကြပါတယ်။တော့ငလင်းကြီးလှုပ်ခတ်သွားပြေးခြင်းပဲ။တော့အနေနဲ့ရက်ကပြည်သူတွေလူမှုကူညီကေဆေးအဖွဲ့တွေကအဲ့ဒီနေရာတွေသွားပြီးတော့ကူညီကေဆေးတွေလှုပ်ကြတယ်။တော့အဲ့မှာဘာသာတွေ့လဲဆိုတော့အာသူတို့တွေဟိုရောက်တဲ့ခါမှာနေစရာတဲခုစရာအခက်ခဲရှိတာပေါ့နော်အကြီးအကျယ်ကြုံရတယ်။အဲ့တော့အဲ့ဒါနဲ့ကျွန်တော် ်အော်ဒီကုညီကစေးဖွဲ့တွေကိုလူနိုင်သူတွေကိုပြန်ပြီးကုညီခြင်းနဲ့အာဆန္ဒရှိတယ်ပေါ့နော်ဒါနဲ့ပဲကျွန်တော်ဒီအိုင်ဒီယာလေးရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအဲတငယ်ချင်းတွေနဲ့တိုင်ပင်ပြီးတော့ဒီ RFA ကိုကျွန်တော်တို့အကောင့်တွေပေါ်ကြတာပေါ့အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့အဖွဲ့နဲ့မိတ်ဆွေတငယ်ချင်းတွေရဲ့အဓိကထဲ့ဝယ်လူတန်းငွေတွေနဲ့ဒါကိုလောက်ကြတာပေါ့နော်အဲ့ဒီမှာ Babylon Camp ကကမ်ပီပစ္စည်းတွေပါတယ်မိတ်ဆွေတွေစီကကုညီခိုင်းထားတဲ့တန့်ကြီးတွေအဓိကပါဝင်တာပေါ့ ကျွန်တော်စီမှာလူရောက်50 60စာဒါယာယီတဲခုလို့ရအောင်စီရင်ထားတယ်ဒီမှာတော့ကျွန်တော်တို့တလတလတလခွဲပေါ့နော်တလခွဲကြာတော့ဖွင့်ဖို့ဖွင့်ပြီးလက်ခံသွားဖို့ရွေထားတယ်အားလုံးလည်းအခမဲ့ပေါ့နော်ပြီးတော့မနှက်စာလည်းကျွေးတယ်ကျွန်တော်တို့မှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဒီငလင်ကြီးဟာဧပြီလ10ရက်နေ့ဆိုရင်73ရက်ကျော်ကြာလာပြီဖြစ်ပြီးငလင်ကျောက်နေရင်ထိခိုက်ပျက်စီးသွားတဲ့သူတွေအတွက်ခိုလုံနေထိုင်စရာနေရာတွေ ပြိုကျပျက်စီးမှုတွေကိုဖယ်ရှားရှင်းလင်းမှုစက်ရန်တရားတွေမပြိုဘဲကျန်ခဲ့တဲ့အိမ်တွေအတွက်အင်ဂျင်နီယာပညာရှင်တွေရဲ့စစ်ဆေးပိတ်မှုတွေစတဲ့အကူအညီများစွာလိုအပ်နေပြီးတကယ်လိုအပ်တဲ့နေရာတွေကိုကူညီချဖို့ကိုလည်းငလင်တန်တဲ့ဒေသကပြည်သူတွေက တောင်းဆိုနေကြပါတယ်။ကျမမြတ်သစင်ပါရှင်။